ကျွန်တော်တို့အပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင် ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဟောစရံလေးပါပဲเนาะဗတ်တိုင်း9ရက်သားသမီးတွေအတွက်ဟောစရံလေးကိုပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေကြတော့ဒါကတော့ဒါပထမအဆုံးတနင်္ဂနွေသားသမီးတွေရဲ့ကံတရားပါပဲတနင်္ဂနွေသားသမီးတွေရဲ့ကံသာတာအတွက်ကျွန်တော်တို့တဲတော့ကတ်ဒီ9ကတ်ကတော့ဒါဘေးမှာ အစင်းစင်းခြားတာပြီးသားပါเนาะအဲ့တော့ပထမအဆုံးကတော့ဒါအလုံးနဲ့ပတ်သက်တဲ့ကံသာတာလေးတွေပြောပါမယ်တနင်္ဂနွေသားသမီးတွေရဲ့ အလုတ်ကံဟာဆိုရင်တော့ဒီတပတ်တာကာလမှာသူကကျတော့နမိတ်မှာဆိုရင်ကျွန်တော်တို့မေရောဤတဲ့နမိတ်ကြတာပါမေရောဤနမိတ်ကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်တဲ့ကံတာတာတွေကောင်းတယ်အလုံးရှောက်ဖို့ကြိုးစားနေတဲ့သူတွေဆိုရင်မိခင်တွေအမတွေအတော်တွေပေါ့နော်သူတို့ရဲ့ကုညီပံ့ပိုးပေးမှုကြောင့်အလုံးကောင်းနေရကောင်းနေရတတ်ပါတယ်နောက်အလုံးမှာဆိုရင်လည်းကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေလောက်ကင်နေတဲ့ တနင်္ဂနွေသားသမီးတွေဆိုရင်ဒီကာလတွေမှာအလုံးမှာယာတုတိုးခြင်းတွေလာစာတိုးခြင်းတွေနေရာကောင်းရာချင်းတွေရတတ်တဲ့အချိန်ဆိုရင်လည်းမမားပါဘူးအဲ့တော့အလုံးနဲ့ပတ်သက်တဲ့ကံတရာဆိုရင်တော်တော်လေးကောင်းတယ်ပေါ့နော်နောက်ကိုပိုင်းစီဝါးရေးလောက်ကင်နေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဒါတော်တော်လေးအချိန်တွေကောင်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရတတ်တယ်ပျော်ရွှင်ရတတ်တယ်နောက်ငွေကြေးရပေါရလန်းနေအများကြီးဝင်လာတတ် ။နောက်ထီပေါက်တကယ်သူငွေတွေစုလိုက်ပြန်လဲဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလေ။ဒါတော့အလုံးနဲ့ပတ်သက်တဲ့ကံတရာကောင်းတယ်ပေါ့နော်။နောက်လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားဆိုရင်ဒီကာလမှာတွန်းတွန်းတိုက်တိုက်နဲ့ကိုလုံးတင်တဲ့အချိန်ကာလလို့ပြောမှဆိုရင်မှန်ပါလေ။နောက်တစ်ခုကကျွန်တော်ကြတော့ကျွန်တော်တို့ဒီကလာမှာကျွန်တော်တနင်္ဂနွေသားသမီးတွေအတွက်အရေးကြီးတဲ့စာချုပ်စာတမ်းတွေလက်မှတ်ရေးထိုးအပ်တတ်တယ် ဒီကတော့အဲ့ဒီစာချုပ်စာတမ်းတွေကကျတော့ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေပါ။မှအိမ်ဝယ်ပြစ်တာတို့ကားဝယ်ပြစ်တာတို့လုပ်ငန်းအစ်စတင်ပြစ်တာတို့အဲ့ဒီအတွက်စာချုပ်စာတမ်းလက်မှတ်ရေးထိုးရတာဖြစ်တတ်ပါလေ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတွေကလည်းတနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်အင်မတန်မှကံကြမ္မာပွင့်လန်းတတ်တဲ့အချိန်ကာလပေါ့နော်။ဒီတဲရော့နမိတဲ့မှာဆိုရင်တော့ဒါဒသန်းဆိုတဲ့နမိကြပါပဲ။ဒသန်းဆိုတာနေမင်းဟာလုံးဝထွန်းလင်းတောက်ပနေတဲ့ကံကြမ္မာပါ။ တော့တနင်္လာနေ့သာသမီကျွန်တော်ရဲ့မိတ်ဆွေတွေဟာငွေကန်ကြေးကန်ကောင်းတက်ပါငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကတွေกินမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရအဲ့တော့ကိုကကိုအနေနဲ့ရရကြည့်တဲ့ငွေတွေဆိုရင်လေချော့ချော့မမောရနိုင်တာတို့တော့ကိုကသူများကိုပေးကြကြည့်တယ်ဆိုရင်လေငွေကြေးတွေချော့ချော့မမောပေးနိုင်တာမျိုးတွေကြုံရတတ်တာပါအဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကန်ဆိုရင်တော်တော်လေးကောင်းတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာနေ့သာသမီတွေထဲမှာငွေကြေးကိစ္စလေးကိုအကြောင်းပြုပြီးတော့ ူပန်နေတဲ့သူတွေစိတ်မောလူမောဖြစ်နေတဲ့လူတွေချင်းအဆင်ပြေနိုင်တယ်လို့ကံကြမ္မာဖတ်ချင်ပါတယ်နော်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာလေးတွေမှာကြတော့နည်းနည်းလေးအညာလေးတွေများတာပေါ့နော်။အဲ့တော့လူမှုရေးကံတာတွေမှာပေါင်းသင်းဆက်ဆံရေးလေးတွေအဆင်မပြေဖြစ်တတ်တယ်။တယောက်နဲ့တယောက်နှောက်ယှက်လေးတွေဖြစ်တတ်တာပေါ့နော်။လူမှုရေးလေးတွေတော့နည်းနည်းသတိထားအဖို့အတွက်လေးတွေကြုံရတတ်တယ်။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာပျော်ရွှင်ရမယ်။ သွားတော့ကျဲပွင်းဆိုတဲ့နမိတ်ကြတယ်ဆွေမျိုးသားချင်းကိုကိုယ်နေနဲ့လှုပ်ပေးကြတာလေးတွေရှိရင်ဒီကာလတွေမှာလှုပ်ပေးရနိုင်တယ်ပေါ့နောက်ဆွေမျိုးသားချင်းတွေကြီးကသတင်းကောင်းတွေပါလေကြားတတ်တယ်ဆွေမျိုးသားချင်းနဲ့ပူးတွဲပေါင်းဆက်ပြီးတော့စက်တူရှယ်ယာလုပ်ငန်းတွေဆိုရင် ထူးထူးခြားခြားအကျိုးပေးအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာတာကတော့ဖုန်းတော်ကြီးနမိတ်ဆိုတော့တော်တော်လေးကောင်းပါကျမ်းမာရေးဆိုးဆိုးရွားရွား အညံ့နေအခိုက်တွေတည်တည်မမအညံ့နေအခိုက်တွေမရှိပါဘူးအဲ့တော့ကိုကိုတိုင်းကျမကြီးညံ့နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လေဒီကာလတွေမှာကျမကြီးကောင်းသွားတာမျိုးတွေဖြစ်တတ်တယ်ဆရာကောင်းသမားကောင်းတွေတွေ့တာပေါ့နော်ဖုန်ကြီးနမိတ်ကဆရာကက်ပေါ့ဒါကြောင့်ကျမကြီးတည်တသားတွေကောင်းမွန်သွားနိုင်တယ်ဆရာကောင်းသမားကောင်းတွေတွေ့နိုင်တယ်နောက်ဆေးကောင်းဝါကောင်းတွေကြုံနိုင်တာပေါ့နော်ကျမကြီးကန်တာတာတော်တော်လေးကောင်းပါတယ်နောက်တစ်ခုကကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်တဲ့ကံပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံသာရမှာကြတော့နည်းနည်းလေးခက်ခဲကြုံတတ်တယ်ပညာရေးကိုအကြောင်းပြုပြီးတော့စိတ်မကောင်းဖြစ်ရတာမျိုးတွေကြုံရတတ်ပါတယ်အဲတော့စာမွက်ဖြေခဏိကြမှာကျွန်တော်နေတိုင်းမကောင်းဖြစ်တာတွေကြုံရတတ်တယ်စာမွက်ဖြေဆိုခဏိကြမှာမိသားစုအခက်အခဲလေးတွေကြုံတာမျိုးတွေဖြစ်တတ်တယ်ပညာရေးကိုကျွန်တော်တို့ဖိုကတ်မလုပ်နိုင်တော့ဘူးနော်ပညာရေးဟိုကအားသုံးကတိုင်းကြိုးစားမယ်လို့အားခဲတာပြီးတော့အခက်အခဲလေးတွေဖြစ်တတ်တာပါ ။နောက်အခြေပေါ့။အခြေနောက်ရင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့သူကဓာတ်နဲ့လက်ဆိုတဲ့နာမည်ကြတယ်။ဓာတ်နဲ့လက်ကသူကကြက်ချီခတ်တော့။နောက်သူ့ရဲ့မျက်လုံးနေမှာဆိုရင်လည်းကျွန်တော်တို့မျက်လုံးကိုစီးထားတာပေါ့။အဲ့တော့အခြေနောက်ရင်းနဲ့ပတ်သက်ရင်ဘာနာမည်ကြတာလဲဆိုတော့ဝေခွဲမရတာကိုရွေးရင်ကောင်းမလားမကောင်းလားဆက်သွားရင်ကောင်းမလားမကောင်းလားဆက်ချစ်တင်လားမချစ်တင်ဘူးလားပေါ့အဲ့လိုမျိုးတွေဝေခွဲမရတဲ့ကံတရားမျိုးတွေတက်တက် ။အိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းပဲတယောက်နဲ့တယောက်တန်တရားတွေနဲ့ဆွဆဲပြောဆိုပုတ်ခတ်ခြင်းတွေကြုံရတတ်တာ။အဲ့တော့ချေးအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအတွက်နည်းနည်းလေးစိတ်မောလူမော ဖြစ်ရတတ်တယ်။အဓိကကောင်းတာတော့အလုတ်ကဲငွေကြေးရဲ့အဲ့ဒီဘိုင်းဒီမှာတော့တော်တော်လေးတည်တသာကောင်းမွန်တဲ့ကံစားတာမျိုးတွေရှိပါတယ်နော်။ဒါတနင်္ဂနွေသားသမီးတွေအတွက်တပတ်တာကာလမှာကြုံတွေ့ရမယ်ကံကြမ္မာလေးတွေကိုကျွန်တော်တို့တဲတော့နမိတ်လေးတွေဖတ်ပေးတာပါ။ တော့တနေ့နေ့သားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတယ်ကံကောင်းစေတဲ့အရောင်းနဲ့အဲ့အရောင်းဘာရောင်းလဲဆိုတော့နီညိုရောင်းနဲ့အနီရောင်းလေးတွေကောင်းတာပေါ့နော်တချို့အကျိုးပေးတယ်ကံကောင်းစေတဲ့နံပါတ်လေးတွေကတော့သုံးကနန်းတွေတကနန်းတွေကောင်းပါတယ်နောက်တန်ခါတော့ရှင်သူမြတ်တွေကိုစာအုပ်လှူဒန်းပြီးတော့စုတောင်းပါကိုယ့်ရဲ့မကောင်းတဲ့ကံစားတာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေဒါရရှိစေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေ အပေါင်းပေါ့နော်တနင်္ဂနွေသားသမီးတွေလည်းကိုကျမ်းမာပြီးတော့စိတ်ချမ်းသာကြပါစေလိုရာဇန်နာတွေလည်းပြည့်စုံပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လေလေဆုတောင်းမြတ်တာပို့တာပါလေကျွန်တော်ရဲ့မိတ်ဆွေများပေါ့နော်ဒါကတော့အပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဟောစရန်လေးဖြစ်ပါတယ်ဒုက္ခကျေပွင့်လို့နာမည်ပေးထားတာပေါ့နော်ဒီဟောစရန်လေးရဲ့တဒန်းဆိုရင်လည်းကြာမြင့်ပါပဲဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးက ဒီဟောဒရန်လေးတွေကိုအပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ကျွန်တော်တို့မပြတ်မကွက်ပုံမှန်တင်ပေးနေကြအဲ့တော့အခုအလှည့်ကြတာကတော့တနင်္လာသားသမီးတွေအတွက်ဖြစ်တယ်တနင်္လာသားသမီးတွေတော့ကျွန်တော်ရဲ့ဒီမှာဆိုရင်ဒါတေရော့ကန်လေးတွေချိုးထားပြီးသားဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ပထမဦးဆုံးကြတဲ့ကံကြမ္မာနမိတ်ကတဲ့သူကအရှင်ပြန်ခြင်းထမြောက်ခြင်းတဲ့နမိတ်ပေါ့နော်သူရဲ့နမိတ်ကဒါလူသေးတွေပြန်ပြီးတော့ရှင်ပြန်လာတယ်တဲ့အဲ့လိုနမိတ်ပါပဲ ဲ့တော့ဒီနှစ်ဘက်ကဘာလဲဆိုတော့အစိုးရနေကောင်းတယ်အဆင်မပြေရာကနေအဆင်ပြေတယ်မကောင်းရာကနေကောင်းတယ်ကံကြမ္မာနမိတ်ပါဆိုရင်တော့သာသမီတွေကဒီကာလတွေမှာတဲ့အလောက်အကန်ခွင့်ရေးခွင့်လန်းရှာဖွေနေတဲ့တနင်္လာသာသမီတွေဆိုရင်ဟိုးအရင်အရင်တော့ကုလုတ်ခဲ့ဘူးတဲ့အလုတ်ဟောင်းနေနေရာဟောင်းနေအဲ့နေရာတွေမှာတွားရောက်ပြီးတော့အလုတ်ကန်နေရှာဖွေတင်တယ် ပြင်းတော့ကိုနဲ့တွဲဖက်ပြီးတော့လုတ်ကင်ခဲ့ဘူးတယ်မိဟောင်းဆွေဟောင်းနေလုတ်ဖို့ကင်ပဲဟောင်းနေနေပေါ့နော်ဆရာသမားအဟောင်းနေပေါ့ပြင်းတော့လူဟောင်းနေပေါ့သူတို့နဲ့ဆက်သွဲချိတ်ဆက်ပြီးတော့ကိုရဲ့လုတ်ကင်ခွင့်ရေးခွင့်လန်းတွေကိုရှာဖွေသင့်ပါနော်အလုတ်ကနေပြီးတော့ထွက်ရတော့မလို့လို့ ਨੇ အလုတ်တွေပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တာယာဓုတွေမတိုးတော့တလို့လို့ ਨੇ ယာဓုတွေပြန်တိုးတာမျိုးတွေလည်းကြုံရတတ်တာ ။နောက်ကိုပိုင်စည်းဝါးရေးလုပ်ငန်းလုပ်နေတဲ့လူတွေမှာဆိုရင်ဘာထူးခြားချက်တွေရှိလဲဆိုတော့သူကအလုပ်တွေမကောင်းတော်တော်လေးမကောင်းအဲမကောင်းတော့ကိုကအဲ့ဒီလုပ်ကိုရန်နာပြစ်ချင်စိတ်တွေပေါ်တာပေါ့။အဲ့လိုရန်နာတော့မယ်လို့ကိုကဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့လုပ်တွေကပြန်ပြီးတော့ထူးထူးဆန်းဆန်းအဆင်ပြေလာတာမျိုးတွေလည်းကြုံရတတ်ပါတော့အလုပ်တွေကိုရပ်တော့မယ်ဆိုကမှပြန်ကောင်းလာတာပေါ့နော်။မျောလင်းချက်မဲ့ရာကနေပြီးတော့မျောလင်းချက်တွေပြန်ရှိလာတာပေါ့။ဒါတော့ဒရဏသာသမီးတွေရဲ့ စီးပွားရေးတို့အလုပ်အကိုင်းတို့အကျန်းစီးတို့စိတ်ကူးတို့ကြီးရွယ်ချက်ရည်မှန်းချက်တွေဟာတဲ့မျောလင်းချက်မဲ့ရာကနေပြီးတော့မျောလင်းချက်တွေပြန်ပြီးတော့ရလာနိုင်ပါတယ်။ဒါတော့ဒိဋ္ဌသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာအလုပ်အတွက်နော်ဘာလို့လလောမှန်မသိတဲ့သူတွေအလုပ်ကိုင်းမကောင်းလို့စိတ်တက်ကြနေတဲ့သူတွေဆိုရင် ပြန်ကောင်းမယ်လို့ပြောချင်တာပါနော်။နံပါတ်1ကကြတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံပါငွေကြေးနဲ့ပတ်သက်တဲ့ကံမှာကြတော့ကျွန်တော် ကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကြကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ကောင်းသောအပြောင်းလဲတွေဖြစ်နိုင်တော့အဲ့တော့ကာလကြာရှည်ထင်းငော့နေတယ်ကြန့်ကြာနေတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြန်ပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်တတ်တယ်တချို့ဆိုရင်ပတ်သက်နေရစရာရှိတယ်ဗျာကျန်တာသာသမီတွေမှာဒါပေမဲ့တောင်းလို့မရကြာနေတာပေါ့ကံလျော်သောနဲ့ဒီကာလတွေကိုရောက်မှာအဲ့ဒီပတ်သက်ကိစ္စတွေအဆင်ပြေလာတာမျိုးတွေလည်း ျုံရပါလိမ့်မယ်။နောက်သူမြောက်ကပေးစရာရှိတာမပေးနိုင်မျောလင်းချက်တွေမဲ့တော့အဲ့ဒီသူမြောက်ကိုပေးစရာကြီးတဲ့ငွေတွေရာလဲပဲတဲ့ဒီကလာတဲ့ကိုရောက်လို့ရှိရင်သူကကံကြမ္မာလှဲပင်းရဲ့သဘောတဘာဝအရာပေးနိုင်လားဘလိုနည်းနဲ့ပေးနိုင်မလဲလို့မမင်းနဲ့အလိုလိုနည်းနဲ့ဟိုကြံပန်းပြီးတော့အစဉ်ပြေပြီးတော့ပေးနိုင်လာတာမျိုးတွေကြောင်းရတတ်တာနောက်တစ်ချို့ဆိုရင်ပတ်စံတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောတွေဖြစ်နေတာပေါ့နော် ဘယ်လိုလုပ်ပါမလဲလောက်ကိုရင်ဘယ်လိုလုပ်ပါမလဲပေးမှပေးနိုင်ပါမလားရမှရပါမလားသမီးလေးအကြောင်းစိတ်ကိုဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးဟိုပတ်စံကိစ္စတွေကပူနေတာပေါ့စိတ်ပူနေတာပေါ့အဲ့ကိစ္စတွေကလည်းချောချောမွန်မွန်နဲ့အဆင်ပြေသွားနိုင်တဲ့အချိန်ပေါ့ဒါတင်းလာသားသမီးတွေအတွက်အရေးကြီးတဲ့ကံတရားနှစ်ခုဟာနံပါတ်1ကအလုတ်ပေါ့အလုတ်ကကြတော့ဆိုတာရှင်ပြန်ထားမြောက်ဆိုတဲ့နိမိတ်ကြနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံမှာကြတော့ကံကြမ္မာလှဲပေးတဲ့နိမိတ်ကြနှစ်ခုသလုံးကတော့သူက အစင်မပြေရနေပြေတာကိုညွန်ပြတာပါနော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပူတွဲပေါင်းဆက်ဆက်တူရှယ်ယာအဲ့လိုလုပ်ငန်းမျိုးတွေဆိုရင်လည်းအောင်မြင်တတ်တယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတော်တာတွေတော်တော်လေးကောင်းပါလူချစ်လူကင်များမယ်။နော်ပညာရေးနဲ့ပတ်သက်တဲ့ကံမှာကျတော့နည်းနည်းလေးတခုရှိတာပေါ့။တတိထားမှာအဲ့ဒါဘာလဲဆိုတော့ဒါကိုယ့်ရဲ့အိမ်နှင်းရေးလို့ကိစ္စတွေကိုယ့်ရဲ့မိသားစုအရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့ သူကပညာရေးကိစ္စတွေမှာအနှဲငယ်နှောင့်နှေးကြံ့ကြာမှုတွေကြီးကျောင်းရတတ်တယ်အဲ့ဒါလေးတော့တတိထားမှာပေါ့ဟိုကကိုယ့်အိမ်ကသင်တန်းဖို့မပေးနိုင်တာလို့ကိုကနိုင်ငံကိုအကြောင်းသားတဲ့ဖို့ကြိုးစားနေတာမှာကိုယ့်အိမ်ကဟိုတတ်မှတ်ထားတဲ့အချိန်ကာလမှာပတ်စံတွေမဆိုင်ထုံးနိုင်တာလို့အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာကြတော့နည်းနည်းလေးအခက်အခဲကြုံရတတ်ပါတယ်။နောက်အခြေအနေတော်ကြီးကတော့တော်တော်ကောင်းပါတယ်။သူကရွှေကလပ်ရှိတယ်။ အဲ့ရွှေကလတ်ထဲကနေပြီးရေတွေကဖြာကျနေတဲ့နမိတ်ကြအောက်မှာကျတော့ကြာကန်လေးရှိတယ်ဒီနမိတ်ကကျတော့ဘာဝင်ညွန်ပြတာလဲဆိုတော့အေဂျင့်တာတော့ခြေရင်းနဲ့ပတ်သက်အေဂျင့်အိမ်တော်ရင်းနဲ့ပတ်သက်အေဂျင့်အဲ့တော့ပူလောင်ပူဆက်ပူလောင်ဖြစ်နေတဲ့တင်းလာသားသမီးတွေဆိုရင်တော့မှခြေရဲ့တွေနှလုံးစိမ်ဝင်အေဂျင့်အမှာပေါ့တောကတွေกินမယ်စိတ်တန်းကြကောင်းအခြေအနေရေးကန်တာကောင်းတယ်အဲ့တော့ချစ်သူကြောင့်နှလုံးစိမ်ဝင်အေဂျင့်ရခြင်းတွေရှိတယ် ူပန်တော့ကကင်းရခြင်းတွေရှိတယ်စိတ်တိုင်းသာကောင်းခြင်းတွေဂျုံသွားတတ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တင်းလာသားသမီးတွေဒီကာလာလေးတွေမှာဂျုံနိုင်တဲ့ကံကြမ္မာလေးတွေကိုကျွန်တော်တို့ရှေးပုံရပါတော့တဲတော့နမိတ်လေးတွေဖတ်ကြပေးတာဖြစ်ပါတယ်ဒါရင်တော့သာသမီတွေတော့ကျွန်တော်တို့အကျိုးပေးတယ်ကံကောင်းတဲ့အကြောင်းလေးတွေရှိပါတယ်နံပါတ်1ကအဖြူရောင်နံပါတ်2ကအနက်ရောင်အဖြူနဲ့အနက်နဲ့ဟာတင်းလာသာသမီတွေအတွက်ကံကောင်းစေတဲ့အကြောင်းလေးတွေဖြစ်ပါတယ်အဲ့တော့အကြောင်းချင်းငယ်ကြီးသားကြီးတကအဲ့ဒီအကြောင်းလေးတွေ ဝစ်သွားလို့ရတယ်စောင်းသွားလို့ရပါတယ်သူတို့တွေအကျိုးပေးတယ်နံပါတ်2ကတော့နှစ်ကနန်းနဲ့နောက်ခုနှစ်ကနန်းဖြစ်ပါတယ်အဲ့တော့အကျိုးပေးတာပါเนาะအဲ့တော့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုကော်ရီခေါဆွဲကတ်လူပါတဲ့ကိုယ်ကမကောင်းတဲ့ကံစားတာအညာခိုင်ပြီးသိချင်းကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်တဲ့နာသာသမီးကျောင်းရဲ့မိတ်ဆွေပေါင်းလေကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ လူရဆန္ဒတွေလည်းတလုံးတဝါလည်းရရှိကြပါစေ။ကျန်းမ်းအောင်လို့ဆောင်းလင်းမြောက်ပါစေ။ယူရောမင်္ဂလာအချမ်းဒီအားလုံးကိုလှိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။